မင်္ဂလာပါရှင်။မွေတောက်ချက်နယ်ကနေပြီးတော့ပြန်လဲကြိုဆိုလိုက်ပါတယ်။ဒီဇင်ဘာလ9ရက်နေ့အတွက်စိတ်ဝင်စားဖွယ်ကောင်းတဲ့တရင်အကြောင်းအရာတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ဒီစီစဉ်လေးမစတင်ခင်မှာတော့ကျမတို့ရဲ့ channel ကို subscribe နဲ့ like and share လေးလုပ်ပေးပါအောင်ရှင်။ပြည်သက်ကြီးအခုပထမဆုံးတင်ဆက်ပေးမယ့်တရင်အကြောင်းအရာကတော့ မတရားမျိုးနေရဲ့လက်ရှိအခြေအနေဘယ်လိုရှိနေသလဲဆိုတဲ့အကြောင်းအရာကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။မန္တလေးတိုင်းဒေသကြီးမတရားနဲ့တခုလုံးနှီးပါးကိုတမ်ရော်စေချောင်းတွေကပြန်လည်ထိန်းချုပ်လိုက်ပြီးနောက်မတရားမျိုးရဲ့လက်ရှိအခြေအနေတွေကအရင်ထက်ပိုမိုကောင်းမွန်လာခဲ့တယ်လို့သိရပါတယ်။တမ်ရော်စေချောင်းတွေဟာမတရားမျိုးနဲ့တွင်ရှိလက်လွတ်ထားရတဲ့နေရာတွေကိုပြန်လည်သိမ်းပိုင်းနိုင်အောင်ထိုးစစ်ဆင်တိုက်ခိုက်လာခဲ့ပြီးနောက်လက်ရှိအချိန်မှာမတရားမျိုးနဲ့ကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့ပြီးတော့ PDF အဖွဲ့တွေအထင်းလာပြီးစောက်ခွာထွက်ပြေးတဲ့ရဲ့ရှင်းနေတယ်လို့သိရပါတယ်။မတရားမျိုးနဲ့ဟာမန္တလေးမြို့ရဲ့မြောက်ဖက်22မိုင်အကွာမှာတရှိကအောင်မြေတာဆန်ခရိုင်တွင်းမှာပါဝင်ပါတယ်။မတရားမျိုးနဲ့ဟာပြင်းဦးလင်းမျိုးနဲ့ပတ်သိမ်ကြီးမျိုးနဲ့စကိုင်းတိုင်းဒေသကြီးကစကိုင်းမျိုးနဲ့ဝက်လက်မျိုးနဲ့စင်ကူးမျိုးနဲ့တို့နဲ့အနေမိတ်ချင်းထိဆက်လျက်ရှင်းနေရဲ့မျိုးဖြစ်ပါတယ်။မတရားမျိုးနဲ့ရဲ့လက်ရှိခြေနေတွေဟာအရင်နဲ့နိုင်ရှင် ပုံမစီကားလာပြီးတော့ကောင်းတဲ့အချိန်လေးဘက်ကိုပြန်လဲဦးတည်လာရလို့သိရပါတယ်။မတရားမျိုးနယ်ဘွားတန်ကားတပါကမျိုးရဲ့အချိန်လေးတွေကကောင်းတဲ့အချိန်လေးပါ။ခါတိုင်းဆိုရင်မျိုးကနေကင်း၁၂နာရီကျော်ပြီးဆိုရင်တစ်မျိုးလုံးတိတ်ဆိတ်သွားတယ်။ဒီရက်ပိုင်းတတိထားကြည့်မိတော့မျိုးထဲမှာလူတွေလည်းအများကြီးပြန်ရောက်လာတာတွေ့ရတယ်။မိမိတို့ဖုန်ကြီးကြောင်ရှိရေစကန်ရှိစေးရုံရှိ ထွေအုပ်ရုံရှိဈေးကြီးရှိမျိုးလေလမ်းမကြီးပေါ်မှာလည်း ကားတွေဆိုင်ကယ်တွေတနေကုန်သွားလာနေကြတယ်။ကိုရိုမက်ဒီယာမြို့လေးအတွက်ကောင်းသောအခြေအနေလေးပါပဲ။အားမငယ်ပါနဲ့မြို့ငယ်လေးရေပုံမှန်သွားနေကြမန္တလေးမက်ဒီယာကားလန်းအပေါ်လန်းပွင့်သွားရင်တရက်စီမီပြန်ရရင်အားလုံးโอเคသွားမှာပါလို့၎င်းရဲ့ Facebook လူမှုကွန်ရက်မှာရှင်းသားဖော်ပြထားပါတယ်။တက်တုံညာနေ့ကွန်စစ်စင်ရေးစတင်ခဲ့ပြီးနောက်တအောင်လက်နက်ကိုင်အဖွဲ့ TNL လေးနဲ့မန္တလေး PDF အဖွဲ့ဦးဆောင်တဲ့ပူပေါင်းအဖွဲ့တွေဟာ မတရားမျိုးကိုအလုံးစုံတိုက်ခိုက်သိမ်းပိုင်နိုင်အောင်ကြိုးပမ်းခဲ့ရအောင်မြို့ကန်တွေအားအခက်အခဲများစွာရင်ဆိုင်ခဲ့ရပြီးတော့စစ်ပေးဆောင်ခဲ့ကြရလို့သိရပါတယ်။လက်ရှိချိန်မှာတော့တမရော့စစ်ကြောင်းတွေက မတရားမျိုးတစ်ခုလုံးကိုပြန်လည်ထိန်းချုပ်လိုက်ပြီးနောက်စစ်ပေးဆောင်နေသူတွေဟာကိုမျိုးကိုပြန်လာခြင်းတွေရှိနေတယ်လို့သိရပါတယ်။တိုက်ပွဲတွေကြောင့်မန္တလေးမြို့မှာတနေခွဲကန့်စစ်ပေးဆောင်ဖြစ်နေထိုင်ခဲ့ရတဲ့မတရားမျိုးကလုပ်ငန်းရှင်တဦးက မြို့ကနေစစ်ပေးရှောင်သွားတဲ့သူတွေပြန်လာကြပြီခါတိုင်းကတရားပုံပုံရင်30ရာခိုင်နှုန်းလောက်ပဲရှိပေမဲ့လက်ရှိချိန်မှာတော့စစ်ပေးရှောင်တွေပြန်လဲဝင်ရောက်မှုက90ရာခိုင်နှုန်းထိလောက်ရှိနေရဲ့အရင်တုန်းကလမ်းကြားတကြားဝင်လို့အိမ်ဆယ်လုံးရှိမယ်ဆိုရင်အိမ်တိုင်းလူရှိကျင်မှရှိမယ်အခုကတော့လမ်းကြားတကြားဝင်လို့အိမ်ဆယ်လုံးရှိမယ်ဆိုရင်အိမ်ငါးလုံးလောက်လူတွေပြန်လာနေကြတယ်မြို့ကစီရာတော့စီရဲ့ မြို့ရဲ့ရောင်းဝယ်ဖောက်ကားမှုပိုင်းကတော့ရွာဘက်တွေကမပွင့်သေးရောတိတ်တော့အဆင်မပြေသေးဘူးမီးလိုအပ်ချက်ရှိနေတယ်လို့မန္တလေးမတရားလမ်းမကြီးကလည်းမပွင့်သေးဘူးလို့ပြောပါတယ်မတရားမြို့နယ်အတွင်းစူပွဲလှုပ်ရှားနေရဲ့ PDF အမေကန်တနေကိုင်အဖွဲ့တွေ၎င်းတို့ယာယီထိန်ချုံခွင့်ရထားတဲ့နေရာတွေကိုထိန်ချုံနိုင်အောင်ကြိုးပမ်းခဲ့ပေမဲ့တမ်းတော်စစ်ကြောင်းတွေရဲ့တိုက်စစ်ကိုတောင်းခံနိုင်စွဲမရှိပေနေရာတွေကိုတခုပြီးတခုလည်းလွတ်ဆုံးရှုံးခဲ့ရတယ်လို့သိရပါတယ်ရှင် ထမှန်တင်ဆက်ပေးမယ့်တဲ့တဲ့အကြောင်းအရာကတော့တမရော်ရဲ့တိုက်စစ်ကြောင့် PDF အဖွဲ့ရိနှုတ်ထွက်ကုန်ပြီလားဆိုတဲ့အကြောင်းအရာပဲဖြစ်ပါတယ်။တမရော်စစ်ကြောင့်ရဲ့ပြင်းထန်တဲ့တိုက်စစ်ကြောင့် NUG လက်အောက်ခံ PDF အမေရိကန်အကြံဖက်အနေကင်အဖွဲ့ရိအထင်းနာလေးရဲ့ရှင်းနေပြီးတော့လက်ရှိအချိန်မှာ PDF အဖွဲ့တွေဟာ၎င်းတို့တရင်တပ်ဖွဲ့တွေမှနှုတ်ထွက်တာနိုင်ငံတော်အစိုးရတဲ့အလင်းဝင်တာပုံမှန်များပြားလာခဲ့တယ်လို့သိရပါဗျ။လက်ရှိအချိန်မှာလေစကိုင်းတိုင်းဒေသကြီး ရေမပင်ခရိုင်မှာ PDF အမိကန်လက်နေကင်အဖွဲ့ဝင်အနေဆုံး80ဦးနှုတ်ထွက်စာတင်ထားပြီးတော့ NUG အဖွဲ့ကနှုတ်ထွက်ခွင့်မပြုသေးပဲတက်ပြေးအဖြစ်ဖန်စီဖို့ကြိုးပမ်းလျက်ရှိနေတယ်လို့ PDF လက်နေကင်အဖွဲ့တူဖြစ်တဲ့ရဲရင်ရန်နိုင်ရွှေညာသားအမိရှိရဲ့ Facebook အကောင့်တစ်ခုက၎င်းရဲ့လူမှုကွန်ရက်မှာရေးသားဖော်ပြထားပါတယ်။ရဲရင်ရန်နိုင်ကရင်းမာပင်ခရိုင်တရင်38ကတက်ခွဲ3အယောက်80နှုတ်ထွက်စာတင်တယ် ် NUG စီးရေးဌာနကအာအရရတွေဘာတွေအလုံးရှုပ်တယ်မသိဘူး။စာလဲမပြန်ထွက်ခွင့်လည်းမပေးဘူး။ဒေးကြတဲ့တရင်မှုဆောက်ယူကအောက်တလဲတွေလှုပ်ပြီးရဲဘော်တွေကိုတက်ပြေးဆိုပြီးဖမ်းဖို့ကြံသေးရဲ့။မြေပြင်ကကောင်တွေကလက်တင်ရာစားတော့ကဲလှုပ်ချင်ရာတွေလှုပ်ကြတာမဆမ်းပါဘူး။ပြဿနာကိုရှင်းဖို့ကြိုးစားတယ်။ပြဒနာကိုမရှင်းနိုင်လူကိုရှင်းပြတာအဲဒီကောင်လေးစောက်ကျက်မကောင်းလို့ရေးသားဖော်ပြထားပါတယ်မြန်မာနိုင်ငံမှာလက်နေကိုင်းပฏิပခဖြစ်ပွားမှု 9နှစ်နေပါရှိလာချိန်မှာနိုင်ငံတော်အစိုးရကိုစန့်ကျင်နေရဲ့ NUG အဖွဲ့ဟာ PDF အဖွဲ့တွေနဲ့ပတ်သက်ပြီးတော့တာဝန်ယူခြင်းတာဝန်ခံခြင်းမရှိပဲအကျဉ်ပြက်လက်စားမှုတွေနဲ့သာအချိန်ကုန်ရရဲ့ရှင်းနေရ PDF နဲ့နဲ့ကင်အဖွဲ့တွေဟာလက်ရှိချိန်မှာ၎င်းတို့တရင်ကနှုတ်ထွက်တာထွက်ပြေးရာအလင်းဝင်တာပုံပုံများပြားလာခဲ့တယ်လို့သိရပါတယ်။ပြီးခဲ့တဲ့နိုဝင်ဘာလ28ရက်နေ့ကလည်း PDF အမေရိကန်အဖွဲ့ဝင်အမျိုးသား68ဦးနဲ့အမျိုးသမီး76ဦး ုစုပေါင်း83ဦးတို့ဟာနိုင်ငံတော်အစိုးရထံအလင်းဝင်ခဲ့တယ်လို့သိရပါတယ်။ PDF လက်နက်ကိုင်အဖွဲ့ဝင်တချို့ဟာအကြမ်းဖက်လုံရက်တွေကိုလက်မခံနိုင်တော့ခြင်း၎င်းအဖွဲ့တွေအတွင်းမှာပဲအထက်အောက်အဆင့်တန်းခွဲခြားကာအချင်းချင်းပူကြနှိပ်စက်ခြင်းအတမကျူးလွန်ခြင်း အနေအဆားဆင်းရဲပြီးပြင်းပန်းကြီးစွာနေထိုင်ရခြင်းနဲ့တပ်မတော်ရဲ့ထိုးစစ်ကိုခုခံနိုင်စွဲမရှိတော့ခြင်းစာတာရီကြောင့်စိတ်တဲ့ကြဆင်းလာခြင်းတို့အပြင်နိုင်ငံတော်နဲ့တပ်မတော်ရဲ့ ငင်းဆိုင်ရေးလုပ်ငန်းစဉ်တွေကိုနားလည်သဘောပေါက်လာကြတဲ့အတွက်အလင်းဝင်ခြင်းတွေပုံမှုများပြားလာခဲ့ပြီးလက်ရှိချိန်မှာ PDF အဖွဲ့ဝင်ထောင်နဲ့ချီပြီးအလင်းဝင်ထားရလို့သိရပါတယ်။တချို့ PDF အဖွဲ့တွေဟာအလင်းဝင်ရောက်ခြင်းမရှိပေမဲ့ကိုနီကိုဟန်နဲ့တကထွက်ပြေးရာနှုတ်ထွက်ခွင့်တင်တာတွေလည်းပုံမှုများပြားလာခဲ့တယ်လို့သတင်းတွေလည်းထွက်ပေါ်လျက်ရှိနေပါတယ်။မြင်းကျန်ခရိုင်အတွင်းမှာဆိုရင်လေတမရော့စစ်ကြောင်းတွေရဲ့ထိုးစစ်အရှိန်ကြောင့် PDF လက်နက်ကင်အဖွဲ့ဝင်အ ਨੇ ဆုံး16ဦးကထပ်မံအလင်းဝင်လာတယ်လို့သိရပါတယ်။ PDF လက်နက်ကင်အဖွဲ့ကောင်းဆောင်တွေဟာအလင်းဝင်ခြင်းမရှိအောင်စီကံများစွာတင်းကျပ်ထားပေမဲ့ PDF အဖွဲ့တဲရောက်ရှိနေတဲ့လူငယ်တွေဟာခက်ခဲတွေကိုကြော်ဖြတ်ပြီးအလင်းဝင်ခဲ့ရတယ်လို့မြင်းကြံပြည်သူစစ်ကောင်းဆောင်ဒေါ်တိယာရွှေမွန်ကအခုလိုမျိုးပြောပါတယ်။အော်လင်းဝင်တာကတော့ခုစုစုပေါင်းကျွန်တော်စီမှာဟို16ရောက်ရှိတယ် မင်းကလေးကမင်းကလေးကကျွန်တော်6ယောက်ပါတယ်မင်းကလေးမင်းကလေး6ယောက်ပါတယ်မင်းကလေးတွေကတော်တော်ငယ်ပါတယ်မင်းဒီမင်းကလေးတွေဆိုရင်ကျွန်တော်စိတ်လာခြင်းလို့ရေရေကူးပြီးတော့လာတာသူတို့ဟိုဘက်မျက်နှာဘက်ကန်နေအဲ့တော့ရေတက်ချိန်ဆိုတော့ရေကူးရရေနစ်ရေနစ်ကန်ပြီးမှပဲအဲ့လီတစ်စင်းကလည်းသူတို့တွေ့လို့တင်လိုက်တာတင်ပြီးတော့မှအဲ့ရနေသူတို့မိဘကိုလမ်းချိတ်တာပေါ့မိဘတွေကလည်းချက်ချင်းကျွန်တော်တို့ချိတ်ပြီးတော့အဲ့ကျွန်တော်တို့ကအဲ့ဒီချောင်းဘက်မှာသွားကြူလာတာပေါ့ PDF အမေရိကန်အဖွဲ့ဝင်အများစုဟာမူလခအေးချမ်းစွာနေထိုင်ခဲ့ကြသူတွေဖြစ်ပေမဲ့2020ပြည်နှစ်ပတ်ဝန်းကျင်မှာကျေးလက်ဒေတာအများစုအတွင်နိုင်ငံရေးပျော့ကတွေလွှမ်းမိုးခြင်းခံခဲ့ရသလို2021ခုနှစ်မှာနိုင်ငံရေးအပြောင်းလဲနောက်ပိုင်းမှာလဲ NUG အဖွဲ့ရဲ့မျော်လင့်ချက်အမှားပေးမှုကိုရှုံစားပြီးအသည့်အမြင်မှာနိုင်ငံတော်ကိုစန့်ကျင်ကလက်နက်စွဲကိုင်းအကြမ်းဖက်တိုက်ခိုက်မှုတွေပြုလုပ်ခဲ့ကြသူတွေဖြစ်ပါတယ်။ပြည်သက်ကြီးရဲ့ ိုင်ငံတော်အစိုးရတန်အလင်းဝင်လာတဲ့ PDF အဖွဲ့ဝင်တဦးရဲ့ပြောဆိုချက်တွေကိုလည်းထပ်မံပြီးတော့ဖော်ပြပေးလိုက်ပါတယ်ရှင်။ဒီမှာနေတဲ့အခါကျတော့အိမ်နဲ့လက်ဆက်သွယ်မရဘူး။ဖုန်းလုံးလည်းမပြောရဘူး။ပြီးရင်အစားအသောက်တွေလည်းမကောင်းဘူး။မကောင်းတဲ့အခါကျတော့မနေရင်ဘူး။တလလာလို့လည်းမနေရ။တနေ့နေရင်လည်းမတွေ့ရ။မတွေ့ရဆိုစိတ်ပြက်လာပြီ။နေတာထိုင်တာစားတာတော့ကြတဲ့ဘဝရကြမ်းတမ်းတယ်။အခါတလေကြရင်ဖုန်းဘောတင်မှလည်းအေးရတယ်။ နောက်ရှင်လေဆိုလက်ကြိုက်တယ်ရောထဲမှာအဲကျွန်တော်အဲ့ဒါနဲ့မနေရှင်နာနဲ့နောက်ကိုပြန်ပြီးတော့ဆင်းရောဆင်းရတယ်သူတို့ကကျွန်တော်ဖမ်းတယ်ဖမ်းပြီးတော့ရှုပ်ထားတယ်ရှုပ်ထားတယ်ကျွန်တော်လည်းအရှုပ်ထက်မှာမနေရှင်ဘူးသူတို့သူတို့လက်အောက်ထက်မှာအေးတွေထက်မှာမနေရှင်ဘူးမနေရှင်ကကျွန်တော်ရနဲ့ဟောက်ပြီးတော့ပြေးလာခဲ့တယ်သမီးနဲ့လည်းအတော့တွေဒါလေးကြမစားရဝဲပလိုက်ရတယ်မလျှောက်တယ်နှာခေါင်းတော့မဝက်ပါနဲ့ဒါလေးကြဘာလန့်မပါဘူးစားပြူးပြီးတော့လဲစားရတယ် ဲ့တော့ဂျာလန်စိတ်ပြက်လိုက်မနေရှင်တော့အဲ့ဖွဲ့စီတက်တယ်အာနဲ့ကျွန်တော်အလင်းဝင်ကိုဆုံးပြတ်လိုက်တယ်အော် PDF ထဲနေရောက်တော့ကျွန်တော်ကျွန်တော်ဒီဝင်းနေရနေကင်ပီနေရနေပြီးတော့စပြီးတော့ဝင်သွားတာပါကင်ပီနေရနေဝင်ပြီးတော့ကျွန်တော်စကိုင်းစကိုင်းကိုသွားပါတယ်ကျွန်တော်တို့ဟိုစစ်တိုက်တာအစသူတို့ဘက်ကနေပြီးတော့လှုပ်ဆောင်ချက်တွေလွဲတယ်ကျွန်တော်တို့ဟိုဘယ်လိုခေါ် night ထက်စီးနေ လောက်တာတွေလည်းပါတယ်ပေါ့နော်နောက်အစားအသောက်ကစားလူဘွားဝပါတယ်နော်သူစစ်တိုက်တယ်ဆိုလို့ရှိလို့ရှင်လေကျွန်တော်တို့ PDF တွေကပထမစီးမှာစစ်တိုက်ကပါတယ်တင်းဆောက်မယ်ဆိုလို့ရှင်လေကျွန်တော်တို့ PDF တွေကိုပဲဆောက်ခိုင်းပါတယ်အဲသူတို့ AA တွေကြတော့မဆောက်ပါဘူးသူတို့ကအနောက်မှာပဲနေပါတယ်အကြောင်းရလို့ရှိလို့ရှင်ကျွန်တော်တို့ support ပြီးတော့ဒီမှာဒဏ်ရာရလို့ဘာလို့လှမ်းခေါ်လို့ရှိလို့ရှင်လေမင်းတို့ကမင်းတို့ဆုတ်လာခဲ့ငါတို့တက်လို့မရဘူးဒီလိုပြောပါတယ်မှန်တယ်အောင်းမိလို့ကျွန်တော်တို့ဝင်ခဲ့မိတယ်ဒါပေမဲ့မှန်မှမမှန်တာသူတို့ရဲ့လမ်းစဉ်ကမမှန်တော့ကျွန်တော်တို့ကဆုံးဖြတ်တယ်ကျွန်တော် ဒီဒီ18ယောက်ကျွန်တော်တို့ပြေးတယ်ဗောနော်ဒီမှာအလင်းလာဝင်ပြီဆိုလို့ရှိလို့ရှိရင်လည်းမတို့နှစ်ယောက်လက်နက်ပါမှဖြစ်မယ်ကျန်တဲ့လူတွေကတော့အချုပ်ထဲမှာအချုပ်အချုပ်ဖောက်ပေးပါတယ်ကျွန်တော်တို့အချုပ်ဖောက်ပေးပြီးတော့အားလုံးခေါ်လာပါတယ်ခေါ်လာတော့ဒီရောက်တော့ဘယ်ရောက်လို့ရောက်နေမှန်းတော့မသိဘူးမသိတော့ဘလူ့မှာလည်းမဆက်တည်ရဘူးအဲ့တော့ကျွန်တော်တို့ကမှန်တိုင်းပြောရင်ယူလီဖုန်းတွေဝစ်ထားတဲ့ဟာမျိုးကိုပဲကျွန်တော်တို့ကဆက်သွယ်လို့ရဲပါလေအဲ့တော့အဲ့ဒါမျိုးကိုတွေ့မှာပဲပြောမယ်ဆိုပြီးတော့ကျွန်တော်တို့အဲ့တိုင်းပဲတော်လန်တိုင်းပဲရှောက်လာတယ်ရှောက်လာတော့ကျွန်တော်တို့ ဆက်သွယ်ပြီးတော့ကျွန်တော်တို့ဒီလို91မှာကျွန်တော်တို့အလင်းဝင်ခဲ့ပါတယ်အခုဒီမှာတော့ဆိုလို့ရှိရင်ပြန်ရောက်တာဆိုရင်ကျွန်တော်တို့ဘွားမှာဒါရေခဲကြီးတောက်လိုက်ရတာတော့တော်တော်အကောင်းဆုံးဖြစ်နေပါတယ်ကျွန်တော်တို့မှာကျွန်တော်တို့ကမထင်တာဘူးပေါ့နော်ကျွန်တော်တို့တွေ့တာနဲ့ဒါကျွန်တော်တို့ကတော့ဟိုတက်မယ်လို့ပဲကျွန်တော်တို့ကထင်ထားတာဒါပေမဲ့ကျွန်တော်တို့ထင်တယ်လို့မဟုတ်ပါဘူးကျွန်တော်တို့ကိုနွေနွေထွေးထွေးနဲ့ပဲအားလုံးကကြိုဆိုကြပါတယ်နော်စပြီးကျွန်တော်တို့လာခေါ်ရဲညီလေးမင်းတို့ဘာမှမဖြစ်ဘူးအေးစိနေဦးတို့မင်းတို့ကိုအဆင်ပြေအောင်လုပ်ပေးမယ် အနည်းဆက်ဆုံးနဲ့အကောင်းဆုံးလုံးဂွေကြိုးလုပ်ပေးမယ်လို့ကျွန်တော်တို့ပြောပါတယ်အားပေးစကားအားရှိစကားပဲကျွန်တော်တို့ပြောသားပါတယ်ဒါပေမဲ့တရားတွေတွေ့ရတော့ကျွန်တော်အနေနဲ့ one line one တာတယ်ဂုံလုံးဂုံယူတယ်ပေါ့နော်ကျွန်တော်တို့ထင်ထားတာနဲ့ကတလွဲတွေဖြစ်နေပါတယ်ကျွန်တော်တို့နေရာကျွန်တော်တို့ data ကိုလည်းပြန်ပို့ပေးရောမယ်ဆိုတာကိုကျွန်တော်တို့သိလိုက်ရတယ်ကျွန်တော်မိဘတွေလည်းခေါ်ပေးတယ်ကျွန်တော်တို့နှစ်နဲ့ချီပြီးတော့မမြင်မတွေ့ရအဆက်အသွယ်မရခဲ့တာတွေအခုမှရခဲ့ပါတယ်ရခဲ့လို့တော့အဲ့တော့ကိုလည်းတက်မတော်ကြီးကိုလည်းကျွန်တော်တို့ကကျေးဇူးတင်ပါတယ်ကျွန်တော်တို့အမအကိုကျွန်တော်တို့ကတီးပြီးတော့ ျွန်တော်တို့ဒီမှာအလင်းလာဝင်နေဝင်တဲ့အချိန်မှာဒီကနေပြီးတော့ကျွန်တော်တို့မိဘတွေနဲ့ပြေးတွေ့တဲ့အချိန်မှာဝမ်းလန်ဝမ်းတာတယ်ဒီလိုဆက်သွယ်ပြီးတယ်တက်မတော်ဒီကဆရာကြီးအကုန်လုံးကိုလည်းကျွန်တော်တို့ကအထူးပဲကျေးဇူးတင်ပါတယ်